ဇနောပစ္စည်းဥစ္စာစီးပွားချမ်းသာရှာဖွေတဲ့အခါမှာ မိတ်ကောင်းဆွေကောင်းဆိုတာလည်းလိုတယ်အဲ့တော့မိတ်ကောင်းဆွေကောင်းရွေးတဲ့အခါမှာ ရုပ်လှတာမလှတာနာမည်လှတာမလှတာအမျိုးမြတ်တာရုပ်တာဒါတွေဟာအရေးမကြီးပါဘူးအဓိကတော့စည်ရင်ကောင်းပြီးတော့ကိုကျင်တရားကောင်းတဲ့သူဖြစ်ဖို့ သူ့ပေးထားတဲ့တောင်းကိုတောင်းဝန်ကျေတဲ့အသူဖြစ်ဖို့ပဲအဓိကလိုရင်းဖြစ်တယ်။အဲ့လိုတောင်းဝန်ကျေအောင်ထမ်းဆောင်နိုင်တဲ့ဆောင်ရွက်နိုင်စွမ်းရှိတဲ့မိတ်ကောင်းဆွေကောင်းဖြစ်ဖို့သာအဓိကလိုရင်းဖြစ်တယ်။နော်။ဦးဇင်းတို့ဧကကဏိဘက်ကာလကန္ဒီဇတ်ထဲမှာအလကန္ဒီဇတ်ထဲမှာ အနာရမင်းတထေးကြီးဟာသူ့ရဲ့တငယ်ချင်းငငယ်ရကစားပေါ်ကစားပတ်နာမည်ကကာလကန်ဒီညမလိုနားလည်လည်အောင်ပြောလို့ရှင်ဥယုံမာကာလစရာမဲတာကန္နစရာရှုံညံ့တာကိုပြောရှင်တယ်ဥမဲတာလို့ပြောလိုက်ရင်လည်းပဲအဆင်ပြေမလားဘူးเนาะဒါညမနာမည်ပြောင်းကြည့်တာပါနားထောင်ကြည့်ပေါ်ဥမဲတာဥကလာကြီးဆိုနာမည်ကလှတာမှမဟုတ်ပဲနာမည်မလားဘူးเนาะနာမည်မလား သို့တော်လည်းပဲနာမည်မလှပြီမလို့စိတ်ရင်းလှတယ်သူ့ပေးထားတဲ့တောင်းကိုတောင်းဝန်ကြည်တယ်အနာရဝင်တထေးကြီးရဲ့ပစ္စည်းဥစ္စာတွေပေါ်ကိုမသိလေရတဲ့နဲ့မတော်လောဘနဲ့ခိုးဖို့ဟွက်ဖို့ဖြန်ကြဖို့ဘယ်လိုမှမဖြစ်နိုင်ဘူးနော်တစ္ဆာရှိတယ်ငွေချင်းကောင်းပိတတဲ့သူတွေရောဖြစ်တယ်ဒီချင်းတွေကိုမြင်တဲ့အခါကျတော့ဆင်းလဲဆင်းရဲနေတော့အနာရဝင်တထေးကြီးကသူ့ငွေချင်းကိုအိမ်မှာခေါ်ပြီးတော့ခြံဆောင်တော့ ဒီနေ့ခေတ်ဆိုခြံစောင့်ပြောရပါဘောနော်အဲ့ဒါအဲ့ရှိတဲ့ပစ္စည်းဥစ္စာတွေစောင့်ရှောက်ဖို့ဆိုပြီးခေါ်ထားတာအဲ့နမနေစရာလေးပါလေးပေးထားတယ်အဲ့လိုပေးထားဒါကိုတထေးကြီးနဲ့နှိစက်တဲ့တထေးကြီးရဲ့အမျိုးတွေပေါ့ညီကောင်မောင်နှမတွေတထေးအတိုင်းအဝိုင်းတွေကသဘောမကျတလောက်အယုတ်ဆိုးနာမည်ရနဲ့မလှပြတ်တည်မရှိတဲ့လူပေါ့ဒီအိမ်ဝင်းနဲ့မှလေကာလကန်ဒီကာလကန်ဒီဥကလာကြီးဥကလာကြီး ဒီလိုခေါ်နေတာဒီလောက်ကြက်သေးရှိတဲ့လူတွေကြားတဲ့ဒီလောက်ဘွယ်ရုံးဂုံလူတွေတတိကြီးရှိနေတဲ့လူတွေကြားတဲ့မှာတော်တော်ကြက်သေးပဲ့တဲ့နာမည်ပဲကျမ်းဖာမြေနာမည်ကိုနော်ဂုံဂုံလောက်တဲ့ဂုံကောင်းထင်မိထင်ရတယ်သူတို့စိတ်ထဲရှိတဲ့ဂုံလောက်ပြီးတော့ဘာဖြစ်ကြတာဟုတ်အဲ့ဒါတော့ကြက်သေးပဲတဲ့နာမည်ရှိတယ်လို့ဘာလို့လဲတထေးကြီးရဲ့နေရာပေးထားပါလဲပတ်စံချမ်းသာနဲ့ဘု து ခိုင်းခိုင်းဒီလောက်ကတော့ဖြစ်ပါတယ်ဆိုတာမျိုး အဲ့လိုအဲ့လိုသားကြည့်ရနော်အဲအဲအဆောင်ဆိုတာလေမိသားစုနဲ့အနည်းဆုံးကိုယ့်ရဲ့ဥစ္စာနဲ့ဖြစ်တဲ့ရွှေငွေတွေနဲ့အိမ်တွင်းပစ္စည်းတွေနဲ့အနည်းဆုံးမှနေရတဲ့ပုံကယုံကြည်စိတ်ချရတဲ့သူကိုကျင်တရားကောင်းတဲ့သူစိတ်ရင်ကောင်းတဲ့သူကိုတောင်းမပေးဘဲနဲ့တော်စရောစတို့ယုံကြည်ကြည်ရွေးမယ်နာမည်ကြည်ရွေးမယ်အသားရောင်ကြည်ရွေးမယ်ဆလို့ချင်း စိတ်ရင်းသာမကောင်းဘူးကိုကျင်တရားသာမကောင်းခဲ့ဘူးဆိုရင်ကောင်းကောင်းဒုက္ခပေးနိုင်တယ်နော်လူတိုင်းကိုရွေးလို့မရဘူးဒါအဲ့ဒါနာရမန္တရိယသူတငယ်ချင်းတကယ်စိတ်ရင်းကောင်းတယ်လူငယ်ငယ်တဲ့လက်မဖက်ကြီးပေါင်းလာတာတခါတော့အိုးတပည့်အောင်မှာတဲတဲ့ဖုတ်ထဲမှာတခါတော့တိုးပြီးတော့ကစားတဲ့အရွယ်ကလေးကပေါင်းလာခဲ့တဲ့တငယ်ချင်းသူ့မှာစောင့်ရှောက်အောင်ဝတ္တရားလည်းရှိတယ်မိကောင်းဆွေကောင်းပြီးပြီးအဲ့လိုဝတ္တရားလည်းရှိတယ် တဖက်ကလည်းစိတ်ချယုံကြည်လောက်တဲ့ပုံကိုဆိုတော့ဘယ်နည်းနဲ့မှအလုံးမဖြုတ်ဘူးအမျိုးတွေကသဘောမကျဘူးသဘောမကျတဲ့အလုံးမဖြုတ်နိုင်ဘူးနာမည်အရေးကြီးတာမဟုတ်ဘူးအသားအရောင်အရေးကြီးနေတာမဟုတ်ဘူးဆင်းရဲချမ်းသာတာအရေးကြီးတာမဟုတ်ဘူးဘွယ်ရတာမရတာအရေးကြီးနေတာမဟုတ်ဘူးငါတငယ်စင်းငါဘောတစ္ဆာရှိတယ်ယုံကြည်လို့ရတယ်ချင်းပြောင်းဘောတရားလည်းရှိတယ်ငါနှင်မထုတ်နိုင်ဘူးအလုံးမဖြုတ်နိုင်ဘူးဆိုပြီးတော့တတိယအပြက်ပြောပြီးတော့ခံလာတယ်အလုံးတနေ့ကျတော့ အနာရမေတထေးကြီးကမြို့အပြင်တောရစနဘုတ်တစ်ခုကိုသူခရီးသွားတော့သူတငယ်ချင်းကိုမှားထားတယ်တငယ်ချင်းရဲ့ငါတကယ်တည်းခရီးသွားမယ်အင်္ဂိုတိစာကြည့်ပါကွာအာမင်းစိတ်သာချမင်းမရှိငါတောင်းဝမဲ့ဆိုပြီးတော့တခါလဲစိတ်ချလက်ချသွားဖို့ခရီးဖြောင်းဖြောင်းသွားဖို့ပြောလိုက်နာရီတရေအလုံးနဲ့ခရီးထွက်သွားသွားတော့အင်းဆောင်ထားရတဲ့တငယ်ချင်းဥကလာကြီးရဲ့ အာဒီနေ့ငါငယ်စင်နာရမင်းတထေမရှိဘူးမရှိတော့အရှင်မရှိဘူးဆိုပြီးတော့တခါတည်းဘေးကခိုးခြင်းဝတ်ခြင်းလူခြင်းရက်ခြင်းတဲ့ပုံကိုယ်တည်းရှိနေကောင်းတယ်ဒီရင်ကမိသားစုတွေတထေမျိုးတွေကငါ့ကိုဘယ်လိုပဲမကြည်ကြပါတော့လဲပဲဘယ်လိုပဲအထင်သေးကြပါတော့လဲပဲငါတငယ်ချင်းရဲ့ပစ္စည်းဥစ္စာငါတငယ်ချင်းရဲ့မိသားစုငါစောင့်ရှောက်ရမယ်တောင်းရှိတယ်တော်တော်စိတ်ရင်းကောင်းတယ်နော်ဂျေဇူးလည်းတည်တတ်တယ် ဒါအရေးတစ်ကလိုရင်းကဒါပဲเนาะနာမည်ကောင်းမှုရုပ်လောက်ဟိုအဓိကမဟုတ်ဘူးလိုရင်းအဲ့ဒါပဲဒီနေ့ခေတ်ဟိုဥစ္စာပြည့်စုံတဲ့ပုံကိုယ်တွေပစ္စည်းဥစ္စာရှားပွင့်တဲ့ပုံကိုယ်တွေဒီလိုမျိုးပစ္စည်းဥစ္စာပြည့်စုံစေဖို့ကြည်ဝါစေဖို့ဒါမိတ်ကောင်းဆွေကောင်းနဲ့လိုတယ်ဆိုတာဒါကိုပြောတာအလုံးလုံးဝတဲ့အခါမှာယုံကြည်စိတ်ချရတဲ့ပုံကိုယ်တွေလိုအပ်တယ် အဲ့ဒါယုံကြည်စိတ်ချရတဲ့ပုံကိုယ်တွေလိုအပ်တယ်ဒီကာလကန်ဒီဆိုတဲ့ဥကလာကြီးပုံမြန်မာလိုနာမည်ဒီတကာကြီးရလည်းပဲအနာရမတရေကြီးရတငယ်ချင်းကောင်းပီးတာတဲ့ယုံကြည်စိတ်ချရတယ်နာရမတရေကြီးမရှိဘူးသူခါတိုင်းနာရမတရေကြီးရှိတဲ့ထက်ပိုးပြီးတော့နိုးနိုးကြာကြာနေတယ်ကလတဲ့ကလမောမအိဘူးဒါခါတဲ့ဝိရိယနဲ့နေတယ်အဲ့လိုနေတော့သူညလျှောက်ပြီးတော့ကျင်းတယ်ဘာတွေတွေ့တော့ဆိုတော့သူတထွေရဲ့အိမ်ဝင်းပတ်လည်မှာမောင်ကြီးခုံနေတဲ့လူကြီးလူကြီးတွေကိုမြင်မိတယ် ဟာအဲ့တော့တခိုးတွေဓမြတွေကတ်တယ်နေတူတယ်ငါဘယ်လိုလုပ်မလဲအိန္ဒိယလူတွေပြောရင်လည်းပဲငါစကားကိုသူတို့ကသဘောကျမှာမဟုတ်ရှုံးမှာမဟုတ်ဘူးငါကိုယ်တိုင်ထွက်ပြီးချရင်လည်းပဲငါဝိုင်းပြီးရိုက်သွားလိမ့်မယ်လူတစ်ယောက်တည်းမကောင်ဘူးလူ900လောက်ရှိတယ်အများကြီးအဲ့ဘယ်လိုလုပ်မလဲအိန္ဒိယရှိတဲ့မိတွေလိုက်ထုံလိုက်ထုံပြီးတော့လူတွေကိုဆိုးဖို့ကားဖို့တီးဖို့သူဟွာဖြစ်တဲ့လူတွေကိုလိုက်ပြောတခါတည်းအရာတီးကြမဟုတ်ကြ ဆိုကြကားကြသရှင်နေပါတယ်ဆိုဒီနေ့ကဂီတာတွေပါတယ်ထတိမြင်နေမှာပေါ့တိုင်လို့မိတယ်လင်းထိုင်းအကုန်လုံးတခါတည်းစုညာအတန်တွေထွက်လာတော့တခိုးတွေကကက်စရာမောင်ရိတ်ကလည်းမရှိတော့ဟာအင်းထဲမှာလူတွေမအိတ်ကြသေးဘူးပဲဆိုပြီးသူတို့ကအိတ်တဲ့ချင်းဆောင်းရင်းဆောင်းရင်းတော့မင်းကလင်းခံပြီးရောက်သွားတော့လက်နက်တွေကိုစွန့်ပစ်ပြီးထွက်သွားကြအဲ့ဒါမနက်နဲ့အဲ့ဒါတွေ့ပြီးတော့တထင်းမျိုးတွေကဟောတော်သေးတာအဲ့ဒီကြမှာဂျေဇုတွေတင်းအနာရမတထင်းကြီးပြန်လာတော့ခါရတထင်းကြီး ဟိုသူထက်ငါပြောကြတယ်အမလီတထင်းမင်းတင့်တငယ်ချင်းကဲပြီလို့ပေါ့အနှမောဆိုရင်အိမ်တော့ရှိတဲ့ပစ္စည်းပြောင်းပြီညကတခိုးတွေဓမြတွေဝိုင်းနေခိုးသားတွေဝိုင်းနေဆိုတော့မင်းတို့မပြောဘူးလားငါတငယ်ချင်းနာမည်ရုပ်အတိကမကြပါဘူးဒီလိုတငယ်ချင်းကောင်းပိတာကိုတာဝန်ကျေဖို့ စိတ်ကောင်းရှိဖို့သာအရေးကြီးတယ်ငါတငယ်ချင်းကိုစွန့်ပြစ်ကြောင်းအလောက်ဖြုတ်ကြောင်းစကားမင်းတို့ဘယ်တော့မှမပြောနဲ့ငါစောင့်ရှောက်ရမှာဝတရားရှိတယ်ဆိုပြီးတော့အဲ့ဒါသူ့အမျိုးတွေကိုပြောတယ်ဗောအဲ့ကြတော့ပြောချင်တာကပစ္စည်းဥစ္စာပြည့်စုံတဲ့ပုံပုံတွေအနေနဲ့ကိုယ့်ရဲ့လုပ်ငန်းမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့မိသားစုနဲ့နှိစက်တဲ့နေရာတွေမှာဖြစ်ဖြစ်အလောက်ခတဲ့အခါမှာနံပါတ်1 ဘာလိုအပ်တယ်လဲဆိုရင်စိတ်ရင်းကောင်းတဲ့လူဖြစ်ဖို့လိုတယ်။နံပါတ်1ဘာလဲကိုယ်ကျင်တရားကောင်းတဲ့လူဖြစ်ဖို့လိုတယ်။နံပါတ်3ကိုယ်ခိုင်းမဲ့နေရာမှာတာဝန်ကြီးကြီးလုပ်နိုင်တဲ့သူဖြစ်ဖို့သူ့လို့သူတာဝန်ကြီးဖို့ဒါပဲအတိတ်ကလူရင်းဖြစ်တယ်ပေါ့နော်။ဆဲရာတွေချမ်းသာရာတွေရုပ်လာရာတွေမလာရာတွေသိပ်ပြီးတော့မဖြစ်ပါဘူး။နော်အဓိကမကြပါဘူး။အဓိကကြတာအဲ့ဒါတွေပါပဲ။ဒါဒီဇက်တော့အလိုရရတော့